ကျမဆေးလေးတောက်တာဆိုရင်အာမပြေဘူးဆေးလေးတောက်ကြတယ်နော်ဒီတော့ဆေးလေးမတောက်တဲ့လူကလည်းရောက်ရှိတယ်လက်ထောင်ဟုတ်ရဲ့လားအသိမယုံချင်ဘူးတော့များများမတောက်ဘူးလားအနောက်တစ်ခုမေးလိုက်အောင်မယ်ကိုကစားတဲ့လူကလည်းရောက်ရှိတယ်လက်ထောင်တော့ကျမဒီလိုမေးရခြင်းဟာအဲ့အဲ့ ပြောတဲ့ခါကျရင်နော်ဆေးလိပ်သည်တွေကွန်းသည်တွေကမကြောက်ပါနဲ့ကျမတို့ကဆေးလိပ်သည်တွေကွန်းသည်တွေကိုအလုပ်မရှိအောင်လုပ်နေတာမဟုတ်ပါဘူးကျမတို့အနေနဲ့ဆေးလိပ်ရောက်တဲ့သူကိုကွန်းနဲ့ရောက်တဲ့လူတွေနဲ့အလုပ်လုပ်ရဲဆိုတော့နားလဲပါတယ်ဒါပေမဲ့ကျမကတခြားအလုပ်မျိုးတွေကိုရှားပေးခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဆေးလိပ်တော့ကွန်းစားရဲဆိုတာရှားမရင်းနဲ့မကိုက်ဘူးနောက်တစ်ခုရှိသေးတယ် ကျမအဲ့လိုဆေးလေးတောက်တဲ့ကွန်းစားတယ်အဲ့ဒါတိတ်မဆိုးဘူးပေါ့ဒါတဲ့ပိုဆိုးတာတော့အရက်တောက်ထားလို့စားဖြစ်ပေါ့နော်အဲဆေးဝါးသုံးဆွဲတာလို့အဲ့တော့အရက်တောက်တဲ့လူဘယ်နှယောက်ရှိမလဲဆိုအမျိုးသမီးတွေကတော့လက်ထောင်ပါပဲမျိုးသားတွေချိန်နေတော့မသိဘူးပြီးတော့အဲ့တော့ရေရေနဲ့လက်ထောင်နေတာပေါ့